မိဘဆိုတာမိဘတိုင်းမိကောင်းဖကောင်းဖြစ်တာမှမဟုတ်တာနော်မိကောင်းဖကောင်းမဖြစ်ဘူးလေတချို့မိဘကဘုတရားကြည်မကြည်ယူနေမှာကူကိုချင်းတရားမကောင်းတဲ့မိဘရောရှင်းနိုင်တာပဲလေအဲ့လိုမိဘကမာမတိလာမလုပ်ဘူးဆိုပါစို့ကိုချင်းတရားမကောင်းဘူးအဲ့လိုကိုချင်းတရားမကောင်းတဲ့မိဘကို တန်းသမီးကစော်ကားရင်ရောအပြစ်ရှိသလားလို့ဒီလိုမေးလာကြမေးလာတဲ့အခါကျတော့ဂျေဇုဆိုတာဂျေဇုပဲနိဂျေဇုဆိုတာဂျေဇုတရားမိဘကတန်းသမီးနဲ့ဘယ်သူကအရင်မွေးတာတော့ဆိုမိဘအရင်မွေးတာမိဘအရင်မွေးလိုက်လို့မိဘကကိုယ်ကိုဆောင်းရှောက်ပြီးတော့ဒီလောကကြီးတဲ့လက်ခံလိုက်လို့ကိုယ်ကဒီလောကကြီးတဲ့ရောက်တာလို့ဆိုတော့ မိဘရဲ့ကျေးဇူးဟာကိုယ့်ပေါ်မှာရှိနေတယ်။ဘယ်လိုနည်းနဲ့မှမိဘကိုစော်ကားလို့မရဘူးဒါ။မိဘကိုစေတနာစိုးနဲ့သိစီလိုတဲ့စိတ်နဲ့ဒေါသနဲ့မိဘကိုတတ်မဲ့ဆိုရင်တော့မာတုကရကပိတုကရကကံထိုက်တာပဲ။စိုးတဲ့မိဘဖြစ်ဖြစ်ကောင်းတဲ့မိဘဖြစ်ဖြစ်ဘယ်မိဘပဲတောင့်တောင့်ဘယ်မိဘပဲတတ်တတ် မိဘကအရက်တွေဘလို့တောက်နေနေအကျင့်စာရိတ္တဘလို့ဆိုးနေနေအကျင့်စာရိတ္တဆိုးတဲ့မိဘကိုသာသမီကနေပြီးတော့ဟုတ်စောကားမယ်တပ်ဖြတ်မှုကျွလွန်မယ်ဆိုရင်တော့တပ်ဖြတ်မယ်ဆိုရင်တော့မတုခရကပိတုခရကခံထိုက်တာပဲမထိုက်ဘူးလို့မရှိဘူးเนาะဘာလို့လို့ဆိုတော့အဆင့်ကိုကမိဘအဆင့်ကိုကသာသမီအဆင့်ဒီနှစ်ခုကပြောင်းလဲပြစ်လို့မရဘူး ြောင်းလဲပြစ်လို့မရဘူးကိုကမိဘနေရာမှာမဟုတ်ဘူးသာသမီနေရာမှာပဲရှိတယ်လောကကြီးလာခွင့်ပြုထားတဲ့ယေရှုကကိုယေရှုသူမကောင်းတာကိုလည်းမဆိုင်ဘူးသူမကောင်းတဲ့အကုသိုလ်ကသူပဲခံရမှာကိုလည်းမဆိုင်ဘူးမကောင်းလို့ရှိရင်ကိုခံရမှာဒါဒီလိုတွေးဖို့လိုအပ်တယ်ပေါ့နော်မိဘမိဘပဲမိဘကိုစော်ကားလို့ရှိရင်မိဘမကောင်းလို့ပဲစော်ကားစော်ကား စော်ကားတဲ့အပြည့်ကိုအပြည့်။ဘာဖြစ်လို့အပြည့်ဖြစ်ရတော့ဆိုဣမတ္တလောကတ္တဓာတိတာတော့ကိုယ်ဒီလောကယူလာခွင့်ပြုထားတဲ့အခြေစူးကြောင့်ပဲ။လောကလူတွေကတခုကူညီလိုက်ရင်တော့ကျေးဇူးတင်ပါတယ်လို့ပြောလို့ရှိကြတယ်။အကြီးအကျယ်ကူညီထားတဲ့မိဘကြတော့ကျေးဇူးတင်ရအောင်မှမသိဘူးတော့။ ကျေးဇူးတင်ရကောင်းမှမသိပဲနဲ့ရန်စကားပြောတာရှိသေးတယ်ခမကြီးတို့အဝါလုံးလို့ကြုံမွေးတာဘာမှမဖြစ်ဘူးဆိုပြီးတော့နော်အဲ့ဒါလို့လဲပြောရကြတယ်မဟုတ်ဘူးအဝါပြူတိုင်းမွေးမှမဟုတ်ဘူးနော်အခုကဘောရှင်းစာရှိတယ်လေအဲ့ဒါကိုလာခွင့်မပြုဘူးဆိုလို့ရှိရင်ဒီကနေ့ခင်မှာလာခွင့်မပြုတာလေအများကြီး family planning ဆိုပြီးတော့လုပ်ပြီးတော့မိသားစုထဲမှာတယောက်ပဲလက်ခံမယ်နှစ်ယောက်ပဲလက်ခံမယ်အခုကန့်တတ်ကုန်ပြီနော်တယောက်ပဲလက်ခံမယ်နှစ်ယောက်ပဲလက်ခံမယ်ကန့်တတ်လာကျင်နိုင်လာလို့မရဘူးလာကျင်နိုင်လာလို့မရလာကျင်နိုင်လာလို့ရနေတာတော့တော်ခြုံပုတ်တဲ့ကဟိုဟိုတဲဆုံနဲ့အိမ်ဒီမှာတော့လာကျင်နိုင်လာလို့ရချမ်းသာတဲ့လူကတော့လာကျင်နိုင်လာလို့မရဘူးဆိုကန့်တတ်တယ်လို့ကြာခုခက် ကဘာနဲ့တဝန်းကန့်သတ်မှုတွေလောက်လာကြပြီဒါဆိုရမှုတခုလို့ပြောရမှာပဲเนาะမနုဿတ္တဘောတုံလို့ဘောလူ့ဘောရဖို့ခိုင်းနေဆိုတာဒီနေ့တရုတ်ပို့ပြီးတော့ထင်ရှားလာတယ်ဘောထင်ရှားလာတယ်တချို့နိုင်ငံတွေမှာတော့ဥပဒေနဲ့သတ်မှတ်ပြီးတော့အဘောရှင်းမလုပ်ရဘူးလို့ရင်ဖြစ်တယ်ပြဖို့ကျွလွန်းတယ်တချို့နိုင်ငံတွေကျတော့တရားဝင်လောက်ခွင့်ပြုထားတဲ့နိုင်ငံတွေရှိသေးတယ် တရားဝင်လောက်ခွင့်ပြုထားတဲ့နိုင်ငံတွေဟာတရားဝင်လူသတ်ခွင့်ပေးထားတာလည်းမတူဘူးလားအေးလူလောကလို့ဒီလူရဲ့လူလို့သတ်မှတ်တဲ့အချက်ချင်းလည်းမတူကြဘူးစေပညာကလူလို့သတ်မှတ်တာဒီလှုပ်ရှားလာပြီးတော့တက်ရှူလာမှာ အဲ့ဒီအဆင့်ရောက်မှလူလို့သတ်မှတ်တယ်သူကလူလို့သတ်မှတ်တယ်ဗုဒ္ဓကတော့အဲ့ဒီလိုမဟုတ်ဘူးမြတ်စွာဘုရားကလူလို့သတ်မှတ်တာဘယ်ချိန်ကစသတ်မှတ်တော့ဆိုလို့ရှိရင်ဟိုဘဝကသုတိစိတ်ကြပြီးတော့မိခင်ရဲ့ဝမ်းထဲမှာကလလရေကြီးလို့ဆိုတဲ့အမတမသေးငယ်တဲ့အဆက်ပြောက်ကလေးထဲမှာရှိတဲ့ပရိဒေဝိညာဉ်စိတ်နဲ့စေတသိက်ကမ္မဇာယု30အဲ့ဒါနဲ့ဖွဲ့စည်းထားတဲ့ ရေပေါက်ကလေးလောက်ရှိတဲ့အနေထားလေးကစားပြီးတော့လူလို့သတ်မှတ်တယ်ခင်ဗျာအဲ့ဒီဟာကိုဘာဖြစ်လို့အသက်ရှိတယ်လို့အသက်ရှိတယ်မရှိဘူးလို့ဘယ်လိုလုပ်သိရမလဲလို့ဆိုရင်ဈေးပညာအဆိုအရကတော့သူကအသက်မရှိသေးဘူးဆိုရင်အသက်မရှိသေးဘူးလို့လူယူဆတယ်နဲ့တူတယ်နော်အသက်ဆိုဒီမှာ အသက်ရှူသည်ဖြစ်စေမရှူသည်ဖြစ်စေနှလုံးခုန်သည်ဖြစ်စေမခုန်သည်ဖြစ်စေအသက်ဇီဝိတရဲ့အထိပ္ပယ်ကဒီရေကြီးပေါက်ကလေးတဖြည်းဖြည်းချီထွားလာအောင်ဒီထိမ့်သိမ်းဆောင်းလျှောက်ထားတာဒီရေကြီးပေါက်လေးပုတ်သွမသွားအောင်ထိမ့်သိမ်းဆောင်းလျှောက်ထားဖို့ဘုရားရဲ့အဆုံးအမကအသက်လို့ခေါ်တယ်။နော်။ဒါကြောင့်မလို့အသက်ဆိုတာကိုဥပမာပါနဲ့ပေးတော့ဆိုရင်ရေနဲ့ကြာဥပမာပေးထားတယ် ရေဟာကြာကိုလန်းဆန်းပွင့်လန်းနေအောင်ဆောက်ရှောက်ထားတယ်လို့ပဲဇီဝိတကလည်းပဲသူ့ရဲ့ရုပ်ခန္ဓာနာမ်ခန္ဓာကိုဆက်လက်ရှင်သန်နေအောင်ထိန်းသိမ်းဆောက်ရှောက်ထားတယ်ဒီလိုပြောတာအကယ်၍အသက်မရှိတော့ဘူးဆိုရင်အခုလူ့ဘဝရောက်လာပြီးအသက်ရွယ်ရလာပြီးတော့အသက်ချုပ်သွားပြီဆိုလို့ရှိရင်၃ရက်လောက်နေလို့ရှိရင်ဘာဖြစ်လဲဟုတ်လားအဲ့ဒါအသက်မရှိတော့တာတိကျ အကယ်၍အသက်ရှိနေသေးတယ်ဆိုရင်မေ့မျောနေတဲ့ပုဂ္ဂိုလ်တရားဟာတလားမေ့နေနေတနည်းမေ့နေနေဒီတစ်ခါတော့နိုင်ငံခြားမှာဆိုအနှစ်15နှစ်အနှစ်20မေ့နေရှိတယ်လေအသက်မရှိဘဲနဲ့အသေးလို့ဖြစ်နေဒါပေမဲ့မပုတ်ဘူးမပုတ်တာပါဆိုအသက်ရှိနေသေးတယ်အသက်ဆိုတဲ့ဇီဝိတာက protect လောက်ထားတယ်ထိမ့်သိမ်းဆောင်းဆောင်နေတယ်ဒါဒါမို့မပုတ်တာနော်ဆက်လက်ပြီးတော့ဖြစ်နေတာ ပုတ်တိုးပြီးတော့မသွားဘူးတဲ့ ကဲရအသက်မရှိတော့ဘူးဆိုရင်ပုတ်တိုးသွားတယ်ဒီလိုဆိုတာပေါ့ဒါကြောင့်မို့မိခင်ရဲ့ဝမ်းထဲမှာအသက်ကဘယ်ချိန်ကစတာတုံးလို့မေးလို့ရှိရင်ကလလရဲ့ချီကစတယ်လို့ဒီလိုပြောတာအဲ့ဒီအချိန်ကစပြီးဘောရှင်းလုံးလို့မရဘူးယဟန်နေဆိုလို့ရှိရင်အဲ့ဒီအချိန်မှာဆေးအင်းကိုဝန်ကြသေးမျိုးတော့ပြီးတော့သေးသေးလိုတဲ့စိတ်နဲ့ပြီးရင်ပါရစီကကြာ လူတတ်မှုဖြစ်လာအဲ့ဒီနေရာမှာဒီလိုတရုတ်ခွဲလို့ရမိဘကကိုချင်းသီလမရှိဘူးသားသမီးကကိုချင်းသီလရှိတယ်သားသမီးကကိုချင်းသီလမရှိဘူးမိဘကကိုချင်းသီလရှိတယ်သားသမီးရောမိဘရောကိုချင်းသီလမရှိဘူး now သားသမီးရောမိဘရောကိုချင်းသီလနဲ့ပြည့်စုံတယ်လို့ဟော၄မျိုး မိသားစုကိုလေးမျိုးဒီလိုခွဲလို့ရဘယ်လိုအနေထားမှာပဲရှိရှိတန်သမီးစီမိဘကိုစော်ကားရင်အဖြစ်ရှိဘယ်လိုမိဘမျိုးပဲဖြစ်ဖြစ်စော်ကားရင်ကိုကတန်သမီးဖြစ်ခြင်းကြောင့်ကိုယ့်ရဲ့ญาတုကနေမိသားပဲလေနေမိသားဆိုအထက်လူကြီးကိုပြန်ပြောမြှို့မှုနဲ့အဲ့ဒီမှာသူကအဖြစ်ရှိတာပဲ။ ဒါကိုတစ်ဖက်သက်လို့ပြောမှလားဆိုဘယ်ဟုတ်မလဲเนาะယေရှုတရားဆိုတာကိုယ့်ရဲ့အရင်ရောက်တဲ့ကကိုယ့်ကိုလှုပ်ပေးထားတဲ့ယေရှုတရားဆိုတာရှိတယ်တင်းနေတာကိုကယေရှုတင်းအေးဒါကြောင့်မလို့ကိုကျင်တရားကောင်းတဲ့မိဘပဲဖြစ်စေမကောင်းတဲ့မိဘပဲဖြစ်စေသားသမီးကစော်ကားလို့ရှိရင်တော့ဒီအပြစ်ရှိတာပဲ